အဲနေဝင်းကနေဝင်းမို့အောင်မြတ်ဆန်အောင်မြတ်ဆန်ဆိုရင်တော့မပြောတတ်ဘူးတကယ်မလားကျွန်တော်အဲ့ဒါအဲ့ဒါလေးကိုရိုက်မယ်ဆိုတော့ကျွန်တော်ရိုက်နေရိုက်နေနေတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့နဲတယ်လို့ကျွန်တော်ခံစားမိတယ်အောင်မြတ်ဆန်နဲလိုက်တော့ကွာလို့အဲနည်းနည်းထပ်ပြီးတော့လှုပ်လိုက်ခြင်းသေးတယ် ဆက်ရုံမှန်လိုက်ခြင်းကြီးအေးယူပါလေးနဲ့လေအဲ့ဘသူလေးလဲဟောဘသူကြော်တယ်ဟောခုနကတော့ကြည်ရတယ်နည်းနည်းတော်ဝမ်းလဲပြီးတော့မကြည့်ပါရောနဲ့ထွက်သွားပြီသူလည်းနေရွှဲပေါ့ငါအလူမဖြစ်မြောက်လို့ရတော့နေလေအေးနေရမယ်လို့မထင်ကျွန်တော်လည်းကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ဆိုတာ ကျွန်တော်တို့ဟိုအစ်စ်လည်းဖြစ်တယ်ဒီပြီးတော့ character ကအရမ်းမိုင်းတယ်အဲ့တော့ကျွန်တော်ကိုဖြီးမလားဆိုတော့အမရဲ့ဘာလို့မလဲနှမျောစရာကြီးဖြီးလိုက်ပြည်မှာတည်သွားတာတို့ကောင်းသွားတာတို့အဲ့ရုပ်တည်ပါမရှိတာအဲ့တော့ထားဖို့မဖြစ်လေဟုတ်တယ်မအဓိကဒီတည်းက comment ဆန်ကိုအောင်မြတ်ဆန်ကိုမြင်သွားရင်အောင်မြတ်ဆန်ကိုမြင်သွားရင်ပြည်မှာအာဘာပြောကျွန်တော်တို့အားလုံး ပင်ပန်းယူနေပါတယ်။ဟုတ်ကျွန်တော်တို့ကဒီနေ့အဲတတကားဆရာတော်ကြီးကြောင်းပါတယ်ကျွန်တော်တို့ဟိုဒီပြောသံအဖွဲ့သားတွေပေါ့နော်ပြောသံအဖွဲ့သားတွေနဲ့ကျွန်တော်တို့ unity ရွှေကြီးလို့ရှင်ထုတ်လို့ရင်းနဲ့ကျွန်တော်တို့ပြောသံအဖွဲ့သားပါတဲ့ဒီ error တွေအကုန်လုံးကျွန်တော်တို့ဒီ ဟိုအရှင်းပြပေးတာဗောနော်အရှင်းရှင်းလောင်းလေးနေနဲ့ကျွန်တော်ရှင်းပြတယ်ပြီးတော့ကျွန်တော်စတူဒီတာပြင်ကျွေးမယ်အပြီးတော့ကျွန်တော်အခုဒီဆိုင်ကဝစီယာယုံမှာအကျွန်တော်ဒါမီဒီယာရင်းနဲ့ပဲကျွန်တော်အဖွဲ့သားရင်းနဲ့ပဲအကျွန်တော်ဒီနေ့စကားလေးကိုကြည့်ပြတာဗောနော်အအဓိကကတော့ကျွန်တော်အလူကတော့အဘယ်လိုပြောမလဲဟိုဒီဒီကားရဲ့ ဟိုဘယ်လိုပြောမလဲမှုနဲ့တုံးလေးကိုလည်းသိပါအောင်ပြီးတော့တကယ်လည်းကျွန်တော်အလူကလည်းတကယ်လှုပ်ချင်တာလည်းဆိုတော့တိုက်ဆိုင်တဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးလုပ်ဖြစ်သွားတာပါခင်ဗျာအလူလှုပ်ရတာတော့ကောင်းပါတယ်ဒီစကားတွေကအလူတရကလည်းသူကလည်းအလူလှုပ်ချင်လို့ပဲလေအဲဒီမှာဒီမှာကတော့ဟိုအေးရမ်းရမ်းပေါ့နော်ဟိုမှာတော့မအေးမကြမ်းဘူးအရှင်လောင်းလာဝဲတာမရှောင်းနိုင်ဘူးငါကရာခုတ်ပစ္စည်းမဟုတ်ဘူး နေပြန်တော့ကျွန်တော်ကအဲအောင်မြတ်ဆန်မမုံးပြကျွန်တော်ကကြိုက်တယ်ကျွန်တော်ကကြိုက်တယ်ကြည်နေနေဟိုအဲသူကအဆက်ပေါ်လာကလေးကအဲသူကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဟိုသူကအဆက်မှာကောင်းတယ်အဲနောက်မှာမကောင်းအကျိုးကကြတော့အဆက်မှာမကောင်းနောက်မှာကောင်းတယ်သူကအဲ့လိုမဟုတ်ဘူးသူကဆက်ပေါ်လာကလေးကဟိုပြီးတဲ့အထိကိုသူကမကောင်းလား မကောင်းတာဆိုတော့နောင်လာလည်းမရဘူးသူ့မှန်နေတဲ့အကုန်လုံးလည်းဆိုတော့အဲကျွန်တော်အဲ့ဒါကိုကြိုက်တာပေါ့နော်ဟာဟဲ့အောင်မြတ်ဆန်မင်းရဲ့ဘောင်တော်ဒီလူကမန်းတက်ကကြုတ်အိမ်နဲ့နီးတယ်ဒီတန်နေကြားရတာကြုတ်ခေါင်းကိုက်တယ်ဇောင်းနှန်းအလူမလားအဲ့ဇောင်းနှန်းအားလုံးကြုတ်လူမယ်အဲနေဝင်ကနေဝင်မို့ အောင်မြတ်ဆန်အောင်မြတ်ဆန်ဆိုရင်တော့မပြောတတ်ဘူးတကယ်မကျွန်တော်အဲ့ဒါအဲ့ဒါလေးကိုရိုက်မယ်ဆိုတော့ကျွန်တော်ရိုက်နေရိုက်နေနေတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့နေတယ်လို့ကျွန်တော်ခံစားမိတယ်အောင်မြတ်ဆန်နေလိုက်တာကွာလို့အဲနည်းနည်းဖက်ပြီးတော့လှုပ်လိုက်ခြင်းလေးแค่ยกมาไล่ขึ้นนี่หัวเล้งเนี่ยดิเอ้าดูด้วยเลยอ๋อพอตัวโจ๋เลยอ๋อ သူကအရန်ချစ်ပြီးတော့အရန်နာကြီးတယ်ဗောနော်အရန်ချစ်ပြီးအရန်နာကြီးတယ်ဒါပေမဲ့သူကသူချစ်တာကိုလည်းတအားကြီးမပြဘူးနူးနူးညံ့ညံ့တားမလို့ဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေသူသူ့ရဲ့လုပ်ပုံတွေကကြတော့ဒီတကားလုံးကြီးတိုင်းကြတော့သူဒီသူဘလို့ဖြစ်နေလဲဆိုတော့မြင်တွေ့ရမှာဗောနော်ပြီးတော့သူကဟိုလူမိုက်လည်းမဟုတ်ဘူးသူကအာစိတ်သက်သိမ့်မကောင်းဘူး စိတ်တစိတ်တမကောင်းစိတ်တစိတ်မကောင်းသူမိသားစုကိုလည်းသူဂယူမဆိုင်ဘူးတို့တခြားလူကိုမပြောနဲ့သူမိသားစုကိုလည်းသူဂယူမဆိုင်တယ်လို့သူမိသားစုသူအဖေရောအမေရောကျန်ရဲ့ဟိုဟာတော့ဘသူမှဂယူမဆိုင်ဘူးသူရဲ့အတ္တပဲဒီကောင်ကသူမှန်နေတယ်ရင်လုံးဝနောင်တမရဘူးသူရဲ့စိတ်အတွင်းဟိုဟာသူကအဲ့ဒါပဲသူကအမှန်တရားကိုလည်းသူလက်မခံနိုင်ဘူးလက်မခံဘူးဘာလို့လဲဆိုတော့ तू မှန်တယ်ထင်တဲ့အတွက် तू ကလုံးပါပဲတကယ်မှမှားနေတဲ့ဟာတွေလည်း तू နောင်တမရဘူး သက်ဆက်သွားမှာပဲအဲ့ဒါအဲ့ဒါပေါ့နော်သူ့ရဲ့ခိုင်တာရေကအောင်မျက်ဆံကြီးကပန်းဝဲလက်ကိုမလွတ်တန်းကိုကန်ထားပါဟိုချိအဲ့ဒီတရားလုံးကိုရအမက်ကြရမယ်ပြစ်နေတာချိအမတုံးဒီလုံးနေနိုင်တဲ့ဟာလားကျွန်တော်ဟိုအဲ့ကိုရောတာကျွန်တော်တို့ဒီကားရဲ့ရိုက်ဖို့ဘောနော်ဟိုဆက်ဆက်ရှိတယ်ဗောအဲအဲ့ဒါနဲ့ကျွန်တော်တို့စကားပြောကြတော့ရင်းဆုံးကျွန်တော်ဒီဟာ ဒီအကြောင်းအခုဇလန်းအကြောင်းကျွန်တော်ပြောပြပြောပြတော့ကျွန်တော်နားထောင်ပြီးရပြီးရသွားရောကိုရတာမီရဲ့အဲနေဝင်းရိုက်မလားဗောရိုက်ရဲတာဗောနော်သူကကျွန်တော်အဲ့ဒါမေးပြီမယ်ကျွန်တော်သူပြောကြတဲ့ဟိုကကျွန်တော်ရိုက်ချင်တယ်ဟောဇလန်းကောင်းတယ်ဗျာဇလန်းအရန်ကောင်းတယ်သူပြောတဲ့ခါမှာကျွန်တော်တာတာလေးနာတာလေးကျွန်တော်ခေါင်းထဲမှာမရှိတော့ဒီအောင်မျက်ဆံဟိုအောင်မျက်ဆံအောင်မျက်ဆံအောင်မျက်ဆံဆိုကျွန်တော်ခေါင်းထဲမှာအကောင်ရောက်လာပြီးတော့သူပြောပြီးတော့ကျွန်တော်မရိုက်ဘူး ်ရိုင်းထားတာ6လလောက်ရှိကျတော့ကြင်လုံးရိုက်ရင်ကျတော့အကောင်ခေါင်းထဲကျတော့ထုတ်လို့မရဘူးပြည်ဟောကျတော့ဖုန်းဆက်တယ်ဘယ်လိုရိုက်ပါလဲဘယ်လိုရိုက်ပါလဲဘယ်လိုရိုက်ပါလဲအဲ့လိုပြောရပြီးပြောမှအဲရိုက်ခံနေကျွန်တော်တို့2လလောက်နေတော့မီတင်ခေါ်တော့အဲကျွန်တော်အဲ့တော့မှကျွန်တော်အော်မက်ဆန်အနေနဲ့ကျွန်တော်စဉ်းစားကျွန်တော်ခေါင်းထဲမှာအကောင်မထွက်ဘူးပြည်မထွက်ဘူးပြည်တော့ကျွန်တော်အကိုဝဲတာကိုပြောတယ်အော်မက်ဆန်အတွက်ကျွန်တော်သူ့ရဲ့အထာလေးတွေပေါ့နော်ကျွန်တော်လုပ်ချင်တယ်ပေါ့ ။ဗာဒီကောင်မအားလို့လည်းမြင်ခဲ့ပါပဲ။မျက်နှာခုံးပင်လာတယ်။စိတ်တောင်းဒီလိုတောက်တာလေ။အတန်နဲ့နဲ့လေးတယ်စကားပြောတာ။အဲအဲ့ဒါလေးပဲကျွန်တော်ပြောပြရပါဘောနော်။ပြောပြတော့သူတို့အဲ့ဒါလေးထက်ယူပြီးတော့ကျွန်တော်နဲ့လိုက်အောင်သူထပ်ပြီးတော့ဇညွန်းကိုထပ်လှုပ်ပြီးရယ်ဘောနော်။ဇလန်းဇညုံးမစကားပြောမယ်ပုံစံတွေပါဘယ်နေရာမှာပါလို့မှာတို့တော့ထပ်လှုပ်ပြီးထပ်လှုပ်ပေးပြီးတော့ကျွန်တော်ချတော့တာပဲချတော့အဲ့နဲ့ကျွန်တော်တို့ကပြီးတော့ဒီဇလန်းကကျွန်တော်၁၀နှစ် ကျော်ကျော်လောက်အတိုင်းအတာရှိတာကို10နှစ်ကျော်ကျော်သူ့ရဲ့စပေါ်လာကနေကျွန်တော်ဇသိန်းဖြစ်သွားတဲ့အထိကသူကနှစ်ကာလအပိုင်းချရှိတယ်နှစ်ကာလအပိုင်းချရှိရတဲ့ကျွန်တော်ဒီကားထဲမှာဆိုရင်ကျွန်တော်ဇပင်ကိုကျွန်တော်ကကျွန်တော်ဇပင်အရှည်နှစ်မျိုးကျွန်တော်သုံးရတယ်အတုအတုနှစ်မျိုးသုံးရတယ်စံစားအစစ်နဲ့ပေါ့နော်ကျွန်တော်ဇပင်အတုနှစ်မျိုးသုံးရတယ်နှစ်မျိုးသုံးရတယ်ကျွန်တော်ဇပင်တကယ်အစစ်ကတော့ခါးလောက်ရှိရအောင်ခါးလောက်ရှိရကြအောင်အဲပထမဦးဆုံးမှာကျတော့ကျွန်တော်ဒလောက်လောက်ရှိတယ်ပြီးရင်ကျွန်တော်ဒလောက်လောက်ရှိတယ်ပြီးတော့မှ တော့အဲ့နောက်ဆုံးကြတော့မှကျွန်တော်ဒီလိုမျိုးစတုံးနဲ့အဆင်နဲ့ဖြစ်သွားတာတို့အဲ့ဒါတွေရောပြီးရင်ကျွန်တော်တို့ဒီအသားအရည်တွေပြီးရင်ဒုတ်ကောက်တွေဖက်နှက်တွေနှာခမ်းမွေးတွေအကုန်လုံးတည်တည်ကြာစဉ်းစားပြီးတော့ဒီဒီအောင်မြက်ဆန်အတွက်တကယ်ကိုပြင်ဆင်ပြီးတော့မှဒီကားကိုကျွန်တော်ကြိုးစားမှန်းလာတဲ့ကျွန်တော်အကောင်းဆုံးတက်တလောက်မှတ်တလောက်လေးနဲ့ကြိုးစားထားတာအဲပရိသတ်တွေနဲ့ရှင်လောင်းတင်မဲ့မြင်းလဲရောက်နေပြီကဲအဖ အမေအမရှင်လောင်းလဲထွက်ရအောင်ပြောကျွန်တော်အိမ်မှာပေါ့နော်သူကဒီထဲမှာပါပြီးသားဆိုတော့ကျွန်တော်၆၆ထောင်းထောင်းထောင်းနဲ့ပြည့်ရမှာဆိုတော့ကျွန်တော်အဲ့ဒါကိုဘမ်းမှာလဲအဲ့ရပိုင်းတွေ့ရသေးတယ်အဲ့လိုမျိုးပါလဲတော့မသိဘူးအဲ့ရပိုင်းတွေ့ရကျွန်တော်နှမျိုးသုံးမျိုးလောက်တွေ့ရကျွန်တော်ကျော်ရနေပါထက်ထွင်းလဲအဲ့ထက်ထွင်းလဲဆိုတော့ကျွန်တော်အိမ်မှာ၅မျိုးလောက်ကျွန်တော်ကျွန်တော်မျိုးစုံလျှောက်ကြည့်ရပါတော့အရင်လူတွေလဲရီပေါ့အဲ့မှာရီတော့အဲ့နဲ့ဒီထဲကဟာကိုကျွန်တော်ကြိုက်သွားတာပေါ့နော် အယုံမကောင်းလားလို့ဆိုပြီးကျွန်တော်ရှောက်ပြအဲ့မှာအကောင်းနေဆိုတော့ကောင်းနေဆိုတော့အဲ့ဒါကိုအဲ့ဒါကိုကျွန်တော်ကျင့်ပါနော်ကျင့်သွားပြီဒီကောင်အဲ့ setting လေးကြာသွားရင်တော့အဆင်ပြေတယ်အဲ့မှာ setting သူ key လေးတီးသွားရင်တော့ကုတ်ကုတ်လေးရသွားတယ်ဆိုတော့အဲ့ဒါဖုန်းပေဖြစ်တယ်ဆိုတော့အဲ့ဒါကြာသွားရင်အဆင်ပြေသွားတော့အချိန်တော့ကိုင်းလဲအကောင်အဲအတဲ့ဝင်သွားအော်တိုအော်တိုဖြစ်တာဟုတ်တယ်အကောင့်ဇာတ်ကြောင်းမိုင်းမှာဒီလို recommend ပေးရဘူးသူဖြစ်မယ်ဒီ channel ဘက်ကမဟုတ်ဘူးကျွန်တော်ကကောင်းတယ် အဲကောင်းတယ်ဟိုဟာမဟုတ်ဘူးတိန်ဘယ်လိုပြောမလဲအကုန်လုံးအတိုင်းမရတာပဲပေါ့နော်အကုန်လုံးအတိုင်းမရဘူးအဓိကတော့ကျွန်တော်အမျိုးသမီးညာကျွန်တော်တိုင်းမရတာပေါ့ချောနဲ့အဲအငယ်ကြည့်ဦးဒီမှာအစဉ်ပြေတာဘာလားညာလားဆိုတော့အဲရည်တဲ့ဟာလည်းရည်ပေါ့နောက်ကျတေချာလျှောက်ကြတော့ယွန်စာကောင်းလာလို့အကောင်းနေတယ်အခုဘယ်လိုလဲဘာပြောသေးတယ်မအမအဲအမကသူကတော့ဟိုဟာဖြစ်ပါတယ် သူအကုန်လုံးကိုတနာနေတာအကုန်လုံးကိုတနာနေတာအော်မဲဆန်ကိုလည်းသူတချို့နေရာတွေသူတနာရတယ်ပြီးတော့ကြံတဲ့လူတိုင်းလူတိုင်းကိုလည်းတနာရတာပေါ့နော်အဲရိုက်ခွေးမှာတော့မှတ်မှတ်ရရတော့အဲပထမဆုံးစားရိုက်တဲ့နေ့ကတော့သူပြောတာမကြည့်ရဘူးပြက်ကြောက်ကြောက်ဖို့ကောင်းတယ်အဲပေါ့နော်ဇလန်းကတော့သူကကြိုက်တယ်အဲကြိုက်တယ်အကုန်လုံးကိုတနာနေတာဒီစကားကလည်းအနိုင်မြင်တတ်ကြရတယ်ဒါအများတော့လေမြစ်တာထားမဲ့ကြံတိုင်း ။နင်အဲ့ဒီအပြုတ်မှုတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်။ခုနကတော့ကြည်ရတယ်နည်းနည်းတို့ဝမ်းလဲပြီးတော့မကြည့်ပါရောနဲ့ထွက်သွားပြီ။သူလည်းနေရွှဲပေါ့။ငါ့အလူမဖြစ်မြောက်လို့ရတော့နင်လည်းအေးအေးနေရမယ်လို့မထင်။ကျွန်တော်လည်းကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ဆိုတာကျွန်တော်တို့ဟိုအစ်စ်လည်းဖြစ်တယ်ပြီးတော့ကာရီတာကအရင်မှရင် အဲကျွန်တော်ဖြီးမလားဆိုတော့အမရေဘာလို့မလဲနှမျောစရာကြီးဖြီးလိုက်ရင်ပြည်ရမှာတည်သွားတာတို့ကောင်းသွားတာတို့အဲရုပ်တည်ပါမရှိတာအဲ့တော့ချတော့ဘာဖြစ်လဲဟုတ်တယ်မအဓိကဒီတဲ့ကကွန်မန့်ဆန်ကိုအောင်မျက်ဆန်ကိုမြင်သွားရင် အောင်မျက်ဆန်ကိုမြင်သွားရင်ပြည်မှာအာဘာပြောကျွန်တော်တို့အားလုံးပင်ပန်းအယူနေပါတယ်ကျွန်တော်တို့ပြောတဲ့ဟာ အဲ၅လပိုင်း၂ရက်နေကြရင်မြန်မာတနိုင်ငံလုံးကယုံနေပြတာမှာဖြစ်ပါတယ်အဲ့တော့အဲအချစ်တွေလည်းပါတယ် tradition တွေလည်းပါတယ်အမုန်းတွေလည်းပါတယ်အကျန်းတွေလည်းပါတယ်လူညာလာရည်လည်းပါတယ်ရိုင်းဆိုင်ထားရည်လည်းပါတယ်ဒီထဲမှာအကုန်ရောထွေးပြီးတော့ဗောနော် ဖြစ်လာဆိုတော့ပြိတ္တကြီးလာရောက်ကြည့်ရှုအားပေးပြီးတော့ဝေဖန်သုံးသပ်ပေးပါလို့ကျွန်တော်မြေတားရက်ခံပါတယ်ခင်ဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါ